အားလုံးပဲမင်္ဂလာပါဒီနေ့မှလည်းကိုရီးယားသမိုင်းတရက်ကွက်ထဲမှာဘာမုတ်တွေပတ်စားမလဲဆိုတာကိုလိုက်ပါကြည့်ရှုပေးကြပါအောင်နော်လပိဆိုင်နဲ့ထိုင်ချင်တာမို့လို့လပိဆိုင်မှာလည်းမုတ်ထိုင်စားခဲ့ပါတယ်ဆက်စားခြင်းကိုထိုင်ပြခဲ့တဲ့ဆိုင်လေးရတော့ကျန်စစ်သားလမ်းမပေါ်ကသမိုင်းခွန်လမ်းတောင်းမှာရှိတဲ့လပိဆိုင်လေးဖြစ်ပါတယ်မိုးလေးအုံနေရမို့လို့အေးစစ်စစ်တတရာနဲ့ရမ်းနေလို့ကောင်းပါတယ် ။မူအီရာကိုအချောင်းပြပြီးတော့အိမ်တော်ကကော်ဖီမှာတောက်ဖြစ်ပါတယ်။ coffee ကိုတော့ next coffee ပဲမှာတောက်ဖြစ်တယ်။ကိုကကြ premier 3 in 1တိတ်မကြိုက်ဘူး2 in 1ပဲကြိုက်တယ်ဒါပေမဲ့ site နေမှာများသောအားဖြင့်3 in 1ပဲတင်တော့လीသူ့ရဲ့တရားပလာတာလေးကြည့်ရတာမမိုင်းနော်တကယ်စားကြည့်လိုက်တော့လည်းမပါဘူးသူကမနက်ထဲဟာဆိုတော့လीဒါကတော့ပေးပလာတာပါ သူ့ရဲ့ပဲပလာတာဟောတကြပလာတာဟောပါလိမနက်ထဲကလောက်ထားတာကိုသူတို့တွေကစားခန့်နေကြတော့မပြန်ပြန်ပြီးနှွေးပြီးတဲ့အခါကျတော့လေအဲ့လိုအိုးကပ်ပြီးတူးနေတာတွေအဲ့လိုစားတာမားတာတွေနဲ့တိတ်တော့အဆင်မပြေဘူးပေါ့နော်ကိုရီးယားသမိုင်းတရက်ကွက်ထဲကပဲပလာတာတကြပလာတာကောင်းတဲ့လူဖိအဆိုင်ကိုပြောရမယ်ဆိုရင်ဒီအလောင်းဖရလမ်းမပေါ်မှာရှိတယ်ငါလန်တောင်းကလူဖိအဆိုင်ကတော့တော်တော်ကောင်းပါလေဈေးလဲတင်နေပေါ့နော်ပြီးတော့ပလာတာသားကလည်းနင်းနင်းညံ့လေးမို့လို့စားလို့ကောင်းတယ် မနက်လှုပ်တဲ့ဟာမနက်ကုံနဲ့ညနေလှုပ်တဲ့ဟာညနေကုံနဲ့ရမ်းရောင်းရတဲ့ဆိုင်ဆိုတော့လေဒီခုနှစ်လန်းဆိုင်ရကြတော့လေသူတို့ကကြဲကြဲဝုန်းနဲ့ထိုင်လို့ကောင်းတဲ့ခါကျအစားတောက်သိပ်မကြိုက်ပင်မဲ့ကိုကထိုင်ပြသွားတာပါနောက်တစ်ဆိုင်ကတော့သမိုင်းမြို့ဟောင်းရေသူကမင်းကျော်သာလမ်းမကြီးပေါ်မှာတည်ရှိရဆိုင်ကြီးပေါ့နော်။အမ်ပြောရမယ်ဆိုရင်သူကသမိုင်းရှုလန်းတတိယအဖြတ်ရေထိပ်ဖက်လောက်နေနေတော့ကြရတယ်ပေါ့နော်။အဲ့ဒီဆိုင်လေးဖြစ်ပါတယ်။ဆိုင်နံပါတ်ကရွှေကန်းခေါ်ပေါ့နော်။ ဒီဆိုင်မှာတော့စားတော့ကတော်တော်ဆုံးပါတယ်။ဘိုးကတော့အမြဲအိမ်မှာစားရင်နန်းကြီးတုတ်မှာစားဖြစ်တယ်ပေါ့နော်။နန်းကြီးတုတ်ကသူကချက်နဲ့ဝက်နဲ့အဲ့လိုမှားလို့ရတယ်ပေါ့နော်။ကိုကတော့ဝက်သားနဲ့မှားလိုက်ပါတယ်။သူ့ရဲ့နန်းကြီးတုတ်ကလေတစ်ခါလေကြာရင်ပေါ့နော်။ဒီလိုပုံစံကမတူလူပြောင်းသွားတာလားပါလားတော့မသိဘူး။တစ်ခါလေကြာရင်ဘေးဥပကပါချင်မှပါတယ်ပေါ့နော်။ ဒီဆိုင်လေးကသူကအရသာလည်းမစိုးထိုင်းလို့လည်းကောင်းတယ်ပေါ့နော်အစားအသောက်လည်းစုံတယ်ဒီဆိုင်မှာရွှေတော်ကောက်ဆွဲလည်းရပါတယ်ဒေဆန်းနေရတော့လေသူကဟိုတကမှာတော့သူကမနက်ပိုင်းရဲ့လက်ကြံမှုလို့ထင်တယ်ပဲပဲစိတ်လေးပါတာမျိုးရှိရတာမပြန်တော့နှွေးပြီးတယ်ပေါ့နော်ဒေဆန်းဆိုရင်လည်းသူဆိုင်မှာကြမဲဒေဆန်းအစားရပါတယ်ကိုကတော့သူဆိုင်ရဲ့နန်းကြီးတို့အရသာကိုကြိုက်လို့ပေါ့နော်အဲ့ဒါပဲငါစားပြီးတယ်တော့တခါလေတုတ်တဲ့စတိုင်ကပြောင်းသွားပြီမဲ့အရသာကတော့တူတူလောက်ပဲထင်တယ် ဒါကတော့ပဲပလာတာပါသူ့ရဲ့ပဲပလာတာပြင်မရချွတ်ချွတ်ကလေးနဲ့အထဲရကြတော့အီအီလေးနဲ့တော်တော်စားလို့ကောင်းပါတယ်ပဲလေးရလည်းစိတ်ဆိတ်လေးပေါ့နော်တော်စားလို့ကောင်းနေထဲမှာပါတယ်ကိုကပဲပလာတာတော့တိတ်မကြိုက်ပင်နဲ့အိမ်မှာတော့ပဲပလာတာမှစားပြတယ်သူကစားတဲ့ခါကျရင်ပူပူလေးနဲ့တေချာလေးလုပ်ပြီးသွားတယ်။ကိုသွားတဲ့အချိန်တုန်းကမိုးရွာနေရဆိုတော့တော်တော်ထိုင်လို့ကောင်းပြီ။အပြင်မလေးကအေးအေးလေးနဲ့ပေါ့နော်ဒါပေမဲ့မိုးတော့လည်းနေပတ်တယ်။ ူကတခါလေကြရင်လည်းထိုင်နေသူတွေနဲ့ပြည့်နေတာပေါ့နော်ကိုသွားတော့ကတော့အဲ့တော့ကတော့လူရှင်းတဲ့အချိန်နဲ့တိုးလို့ထင်တယ်လူရှင်းနေတာပေါ့နောက်တစ်ခါကတော့စိုက်ထိုင်တာမဟုတ်ဘဲနဲ့ဝေစားတာလေးပါသူဆိုင်ကထိုင်လို့လည်းရတယ်ပေါ့နော်အခုတော့အိဆိုင်ကြီးကနေရာရွှေ့လိုက်ပြီးအခုကကြတော့သူကတစ်သုံးလုံးမီနီမတ်ရဲ့ရှေ့လေးမှာပေါ့နော် ဖွင့်ထားပါတယ် သူဆိုင်မှာဆိုရင်တော့သူကကွေးတီကိုတော့အဓိကထားအောင်တာပေါ့နော်သူဆိုင်မှာကကွေးတီကိုလည်းရတယ်ပြီးတော့ကြောကြောလုံးတုံးတို့ပါလို့လည်းရတယ်ဖတ်ထုတ်လည်းရပါတယ်ကိုယ်ကကွေးတီယိုဆိုရင်များသောအားဖြင့်ငါးလမ်းဆိုင်မှာပဲသွားစားဖြစ်တယ်ပေါ့နော်။အားကြောင့်ဒီဆိုင်ရဲ့ကွေးတီယိုရတာတော့မသိပါဘူး။ဒါပေမဲ့ဖတ်ထုတ်ကတော့တော်တော်စားတို့ကောင်းပါလေ။လူရဲများတဲ့ခါကျတော့လေသူကတော်တော်စောင့်ပြီးတော့ဝယ်ရတယ်။အဲ့ဒါကတော့တသုံးမိလီမရှိမှတခါတဲ့အိမ်ရောက်တဲ့အချိန်မစောင့်နိုင်လို့ဖွင့်စားဖြစ်တာ တော့ဝက်ဖတ်ထုတ်လေးမှစားဖြစ်ပါတယ်။အဲ့တော့ဝါဈေးကတော့ဘယ်လောက်လဲတော့မသိဘူး။အာငါးငါးလုံးကို1500လား။ကိုလည်းတင်မမမိရောပေါ့နော်။သူရဲ့ဖတ်ထုတ်လေးရတယ်။နူးနူးညံ့ညံ့လေးနဲ့အရင်စားလို့ကောင်းပါတယ်။ကိုကကြတော့အချင်းသိမ့်မကြိုက်တဲ့သူဆိုတော့အချင်းနဲ့တူစားလေးတူစားထားမရှိဘူးပေါ့နော်။အကင်မဲ့ဖြစ်ဖြစ်ဖတ်ထုတ်ပဲဖြစ်ဖြစ်ဒီတိုင်းစားတာများတယ်။ နောက်တစ်ဆိုင်ကတော့ဒါအတင်မော်သီးတောင်မှာဒီဦးလေးရအလုံးသီးကြမယ်ထင်ပါတယ်။သူကနဝရဆိုင်ငားလန်းအပေါ့နော်နဝရဆိုင်နားမှာဖွင့်ပါတယ်ထိုင်းဦးရှမ်းဦးလေးပါ။ဒါကတော့ဒီငားလန်းနားမှာမဟုတ်ဘဲနဲ့သူ့ကိုတသုံးလုံးမီနီမရှိမှတွေးလိုက်လို့ပေါ့နော်ကိုရွယ်ဖြစ်သွားတာပါ။တင်မော်သီးတောင်ဆိုရင်ကိုကသူ့ဆိုင်က တင်မောဒီယားဟောအကြိုက်ဆုံးပေါ့နော် channel ဆိုင်နေရတင်မောဒီယားဆိုတော့တိတ်ပြီးပစက်ထဲမှာရတာမတိုးဘူးခံစားရတယ်ငငယ်လေးကဒီဆိုင်မှာပဲတင်မောဒီယားစားလာတော့လေဒီဆိုင်ကတင်မောဒီယားကိုအရန်ကြိုက်ပါတယ်ဒါကကွာတင်မောသီးကိုကြောက်ပွင့်နဲ့ရောထောင်းခိုင်းလိုက်တာပေါ့နော်။သူကအစပလာတွေကလေဒီခေါ်ပီးရင်နဲ့ကစုံရက်တည်းရဲ့တခွားသီးရဲ့ထည့်ပေးရပေါ့နော်။ဒီမှာတော့တခွားသီးတော့မပါပါဘူး။စောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ။စားရငယ်။